အားလုံးပဲမင်္ဂလာပါရှင် Digital Fusion Company မှကြိုဆိုပါရရှင်ညီမကဒီဗီဒီယိုလေးမှာဆိုရင်တော့မိတ်ဆွေတို့ဆိုင်နဲ့ပတ်သက်ပြီးတော့မှစာရင်းတွေကြိုင်အောင်ဘယ်လိုမျိုးအကြောင်းအရာလေးတွေကိုပြုလုပ်ရမလဲစာရင်းတွေမှန်ကန်ဖို့အတွက်ဘာလေးတွေကိုလုပ်ဆောင်ရမလဲဆိုတဲ့အကြောင်းလေးနဲ့ပတ်သက်ပြီးတော့ပြပြပေးသွားမှာပဲဖြစ်ပါတယ် ီတော့စရင်းနေမှန်မှုဆိုလို့ရှိရင်ညီမတို့ကကဏ္ဍနှစ်ခုလိုပါတယ်။ဘာလဲဆိုရင်ပထမဦးဆုံးကညီမတို့က stock မှန်ရမယ်။ competency စရင်းမှန်ရမယ်ပေါ့နော်။ competency စရင်းမှန်ရမယ်။ဒုတိယတစ်ချက်အနည်းငယ်ကတော့ညီမတို့ကအငွေစရင်းမှန်ရပါမယ်။ဒီအချက်နှစ်ချက်မှန်မှသာညီမတို့ရဲ့ competency တွေငွေစရင်းတွေမှန်တော့မှစရင်းရကိုက်ပါပါ။စရင်းတွေတိကျမှန်ကန်မှုအတွက်ဒီနှစ်ချက်လိုပါတယ်။ဒီတော့ဒီဗီဒီယိုလေးမှာဆိုရင်တော့ညီမကပထမဦးဆုံးအနည်းငယ် competency မှန်ဖို့ story မှန်ဖို့အတွက်ကိုညီမကပြပြပေးသွားပါမယ်ဒီတော့ညီမတို့ကဒီကွန်ပျူစီဆိုတဲ့ကဏ္ဍထဲမှာကြီးလိုက်မယ်ဆိုလို့ရှိရင်အခုလက်ရှိညီမတို့မြင်တွေ့နေရမယ်လက်ရှိအဆိုင်မှာရှိနေတဲ့အရေအတွက်ရောင်းပြီးသွားတဲ့တံမိုးတွေနှုတ်ပြီးတော့ဒီလက်ကျန်အရေအတွက်တွေကိုမြင်ရမှာပါဒီအရေအတွက်တွေမှန်လားမမှန်လားဆိုတာကိုညီမတို့ကဘယ်လိုမျိုးစစ်မယ်ဆိုတာလေးကိုပြောပြပေးပါမယ်ဒီတော့ညီမတို့ကအဲ့လိုမျိုးကွန်ပျူစီစစ်ချင်တယ်ဆိုပါက ဘယ်နေရာကိုညီမတို့သွားရမလဲဆိုတော့ဒီအစီရင်ခံစာများဆိုတဲ့နေရာမှာညီမတို့ကကုန်ပစ္စည်းဖြစ်တဲ့အတွက်ကြောင့်မလို့ကုန်ပစ္စည်းအစီရင်ခံစာကိုသွားပြရမယ်။ ကွန်ပျူစီစီရင်ခံတာထဲမှာဆိုရင်ညီမတို့ကပထမဦးဆုံးအနေနဲ့ကွန်ပျူစီလက်ကျန်ကိုစစ်လို့ရပါတယ်။ဒီလိုမျိုးကြီးလိုက်တဲ့အခါကျရင်ညီမတို့ရဲ့ဒီမှာဆိုလို့ရှိရင်တော့ဒါကညီမကကွန်ပျူစီလေးတွေထည့်ပြထားတာအရေးအတွက်နည်းနေတဲ့အတွက်ဒီလိုလေးပဲတွေ့ရမယ်။မိတ်ဆွေတို့ရဲ့အဆိုင်မှာဆိုရင်တော့ကွန်ပျူစီတွေကအများကြီးရှိတဲ့အတွက်ကြောင့်မလို့ store ရေးအတွက်ဒီအများကြီးရှိနေမယ်။ဒီလိုမျိုးနည်းနည်းလေးနဲ့တော့ကြီးလို့မလွယ်ဘူးပေါ့နော်။ဒါဆိုရင်ညီမတို့ကဘယ်လိုမျိုးပြုလုပ်ရမလဲဆိုတော့ဒီ ဆာမျက်နှာလေးကိုကက်တဂိုရီလိုက်ပဲဖြစ်ဖြစ်ပေါ့နော်ဒီမှာကုံအုပ်စုနဲ့ခွဲလို့ရတယ်ဥပမာကော်ဖီလားပေါ့ဒီလိုပုံစံမျိုးနဲ့ညီမတို့ကကုံအုပ်စုလေးတွေခွဲပြီးတော့မှအိဇဲနဲ့ထုံမယ်အိဇဲနဲ့ဒီပေါ့နော် data လေးတွေကိုထုတ်ပြီးတော့မှကိုကကိုယ်ဆိုင်မှာရှိနေတဲ့အရေးအတွက်တွေကိုစစ်ပေးလို့ရပါတယ်အဲ့ဒီမှာမှညီမတို့ကအရေးအတွက်က တကယ်လို့ပို့နေတာတွေ့ရင်တော့အပေါင်းလေးနဲ့ဘယ်နှခုပို့တယ်တကယ်လို့ရောနေတဲ့အရေအတွက်ရှိရဆိုရင်အခုထားဆိုရင်ဒါကဆိုင်မှာလက်ရှိရှိနေတဲ့အရေအတွက်ပါဒီအရေအတွက်တွေကိုမှမရောရင်ရောတဲ့အရေအတွက်လေးဘာမှမဟုတ်လို့ရှိရင်တိုးနေတာတွေ့ရင်တိုးနေတဲ့အရေအတွက်လေးကိုညီမတို့ကထည့်ပြီးတော့ကွန်ပျူစီလက်ကျန်မှာစစ်ပေးလို့ရပါတယ်ဒီမှာဆိုရင်လည်းညီမတို့ကပြီးတော့ဒီလိုမျိုးစစ်ပြီးတဲ့အခါကျရင်နောက်ထပ်တစ်ခုညီမတို့ကဘယ်နေရာမှာသွားစစ်ရမလဲဆိုတော့ဒီကုန်လေကြာဆိုတဲ့နေရာမှာစစ်လို့ရပါတယ် ွန်လေဂျာထဲမှာဆိုရင်ညီမတို့ကဒီနေရာလေးမှာဆိုလို့ရှင်အဲ့ဒီကုန်ပစ္စည်းကမကိုက်ဘူးဆိုလို့ရှင်ဒီကုန်ပစ္စည်းထဲမှာမဘာတွေမကိုက်တာလဲဆိုပြီးတော့ညီမတို့ကဒီမှာကြည့်လို့ရတယ်ဒီကုန်လေဂျာထဲမှာကြည့်လိုက်ရင်ညီမတို့ opening တော့အရေအတွက်ဘယ်နှခုဖွင့်ထားတယ်ရောင်းလိုက်တာကဘယ်နှခုပျက်စီးသွားတာကအရေအတွက်ဘယ်နှခုပြီးတော့ညီမတို့က story ကိုကုန်ပစ္စည်းတွေကိုညီရပါတော့ကွန်ပျူတာစီးရင်ဒီညီမတို့ကလက်ကျန်နေညှိနှိုင်းတဲ့အခါမျိုးတွေရှိရဲဒါမျိုးတွေမှာဘလောက်ကွာခြားသွားတယ်ဆားတဲ့ဒီလိုနေရာတွေမှာညီမတို့ကလာပြီးတော့ကြည့်လို့ရပါတယ် ဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ဒီလိုမျိုးကြည့်ရတာမှအစိုးရကမကင်ဘူးဆိုရင်တော့ညီမတို့ကတကယ်လို့ဒီမှာ opening တော့ကညီမတို့က59ခုထားခဲ့ရဲအခုခုနှစ်ကပေါ့နော်ဒီကွန်ပျူတာစီးရင်ရဲ့ဒီကွန်ပျူတာအစီအစဉ်ခံစားရဲကကုံလက်ကြံမှာတွားကြည့်လိုက်လို့အရေးအတွက်ကဒီမှာဆိုလို့ရှိရင်ကွာနေတာမျိုးဆိုလို့ရှိရင်ဒါကတကယ်လို့ပိုနေတယ်ဆိုရင်တော့ကိုကစပြီးတော့မြေပြင်မှာ ground cock ခဲတုံးကညီမတို့ကမျက်စိရှမ်းပြီးတော့ရေအတွက်လေးလေးကြံခဲ့တာဖြစ်နိုင်တယ်။နောက်ထပ်တစ်ခုကကြတော့ညီမတို့ကတကယ်လို့ပေါ့နော်ဒီမှာဆိုလို့ရှိရင်ရေအတွက်တံပိုးကပျောက်နေတယ်ဆိုရင်တော့ကွန်ပျူတာလေးတွေက ဒါလိုအပ်ချက်ရှိနေပြီပြောင်းဆုံးနေရလားဆိုပြီးတော့ညီမတို့ကပစ္စည်းလေးတွေကိုလိုက်စစ်ပေးရမှာပါဒီတော့ကောင်းတဲ့အကျင့်နဲ့ good manner အနေနဲ့ကတော့ညီမတို့ကဗားလေးတွေပြုလုပ်ပေးရင်ကောင်းမလဲဆိုတော့ကိုယ်ဆိုင်မှာ store လေးတွေကို နေစဉ်စစ်ပေးရပါမယ်မဲဆူရိုဆိုင်ဆိုလို့ရှိရင် store တွေအများကြီးနေမဲ့တော့ကြောင့်မဟုတ်လို့တနေရဲနဲ့တော့စစ်လို့မပြီးဘူးဒါဆိုရင်ကိုယ်ဆိုင်မှာရှိရဲ့ဝန်ထမ်းတွေကိုမှအကုန်အုပ်စုလိုက်လေးတွေခွဲပြီးတော့ဒီလိုမျိုးပေါ့နော်ဒီနေ့တော့ဘယ်ကုန်အုပ်စုကိုစစ်မယ်နောက်နေ့ကျရင်ဘယ်ကုန်အုပ်စုကိုစစ်မယ်ဆိုပြီးတော့ဒီလိုမျိုးလေးတွေညီမတို့က ဥဆောင်ပြီးတော့မှဒီကုန်ပစ္စည်းလေးတွေကိုစစ်ခိုင်းမယ်ဒါဆိုလို့ရှိရင်မိတ်ဆွေတို့အနေနဲ့နေတိုင်းနေတိုင်းပုံမှန် store စစ်သွားခြင်းအပြင်နံပါတ်၁ချက်ဆိုင်မှာ store တွေကနောက်ပိုင်းကျရင်အမြဲတမ်းမှန်သွားမယ်ပြီးတော့နောက်ထပ်ကောင်းတဲ့အကျင့်လေးကတော့ညီမတို့ store စစ်တက်တဲ့အကျင့်လေးကပုံမှန်ရသွားမယ်ဒါဆိုရင်ညီမတို့ရဲ့ ဒီလိုမျိုးစရင်ကိုက်မကိုက်ဆိုပြီးကြည့်ရတဲ့အပိုင်းထဲမှာနှစ်ပိုင်းရှိရတဲ့နေရာမှာ stock sit တဲ့ပေါ့နော်ကုန်ပစ္စည်းမှန်မှန်မှန်ဆိုတာကိုညီမတို့ကစစ်လိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကုန်ပစ္စည်းကမှန်နေပြီဆိုရင်ပဲညီမတို့ရဲ့စရင်ကတဝက်မှန်နေပြီဒါဆိုရင်ညီမတို့ကစက်ကြည့်စရာငွေစရင်ကန်တာပဲရှိတော့တယ်ဒီတော့ဒီငွေစရင်စစ်ဖို့ကိုဘယ်လိုမျိုးလေးတွေပြုလုပ်လို့ရမလဲဆိုတာကိုနောက်ထပ်ဗီဒီယိုလေးမှာထပ်ပြီးတော့ကြည့်ရှုပေးပါအောင်ရှင်အားလုံးပဲ Fire Ethan Tony ရဲ့လေးဖြစ်ပါစေရှင်ကျေးဇူးတင်ပါတယ်ရှင်